ဘောမတွေကျွန်တော်စောင့်မြင်ကတ်မယ်ဆိုရယ်စောင့်မြင်ကတ်เสียရာကျွန်တော်အခု TikTok ထဲကိုခဏဝင်ပြီးကြည့်တယ်ကျွန်တော် TikTok အကောင့်ကနေဒါတိုက်မတင်တာကြာပြီအဲကျွန်တော် YouTube ပဲတင်တယ်ဘာဖြစ်လို့ဆိုတော့အကြောင်းရှိတယ် TikTok မှာကြတော့ကျွန်တော်တို့ကိုတီးတန့်ကိုဖြူပိတ်တယ်နောက်ပြီးတော့ TikTok ရဲ့ policy ကတိတဲ့အချိန်တင်လိုက်တဲ့အချိန်မှာရတယ်မရတယ်မသိဘူးပြီးလို့ရှိရင်ဘာကြောင့်ညာကြောင့်ဆိုတော့ဒီသူတို့ရဲ့ community guideline နဲ့မညီလို့ပါဆိုတော့အကြောင်းပြချက်တင်တဲ့အကောက်တွေတဲ့ဖြတ်ချပေါင်းများပြီကျွန်တော်အကောက်ပေါင်းများများစွာရှိနေပြီအဲ့တော့ဟို YouTube ကြတော့အဲ့လိုမဟုတ်ဘူးစတင်တဲ့ကသူကဒီ video file က copyright ညှိလားတောင်းမို့ရင်လည်းဒီ limit ထိလားစတဲ့ဖြစ်တခါတည်းသူက စီကန်းချက်ကိုစစ်စစ်ပေးတဲ့အတွက် YouTube ကြောင့်တုံးရတာစတန်ဒတ်ရှိတယ်အဆင်ပြေတယ်။ဒါပေမဲ့အခု TikTok ထဲမှာလေ၅ဘုံလောက်တင်လိုက်လို့ရှိရင်ကျွန်တော်ဗီဒီယိုတစ်ဘုံလောက်တက်တယ်။ယူယူပြီးတင်ထားကြတာ။အဲ့တော့အဲ့ဒီမှာကျွန်တော်ရည်ရင်တော့ပါတပည့်ဟာမဟုတ်ဘူး။ယူတင်တဲ့လူတွေကတချို့တွေကြတော့သူတို့ကဘလို့တင်လဲဆိုတော့ကျွန်တော်ရဲ့စကားတန်ကိုအမြန်တင်လိုက်တယ်ဟို copyright ပိုင်းညှိမှာဆိုလို့ကျွန်တော်ပြောထားတဲ့မူရင်းဗီဒီယိုဖိုင်တွေကိုအဲဒီအတန်ဟိုပေါ့အတန်ကိုပေးမြန်ပလိုက်တယ် ပေးမြန်လိုက်တော့စကားအရရရဖြစ်နေတာဟောအဲ့ဒါကိုဘောမတွေကဘလို့ဝင်ရေးတာဆိုတော့မရေတော့မတောက်ဘူးတဲ့စကားပြောတာတဲ့ဟိုမှာအသက်တောင်မရှူဘူးတဲ့ပူလောင်နေတာတဲ့မဟုတ်တခါကျရင်အော်ဒီကောင်ကြီးတနာနဲ့တနာနဲ့ကျွန်တော်တော့အကောင်းဆုံးတာညံပြီအဲ့ကြားထဲမှာဟိုမှာနေပြီးတော့အဖွားကြီးတယောက်လို့ဟိုရက်ကောင်ကကျွန်တော်ကတော့မှာကြံရီစီတုတ်ဘူးတွေ ထဲမှာစီတွတ်ဘူးပြတောင်စောက်လောက်ရှိတဲ့ဘူးကြီးတွေကတမရှိပါသေးတယ်အခုလည်းမကုန်သေးဘူးကျွန်တော်ချပေးနေတာဘာလို့ချို့တွေအဖွဲတွေကျွန်တော်လေးဆုံးမယူကြည့်ဘူးရိတ်ခါဖို့တဲ့ဖွဲတွေကအဲ့ဒီမှာကြိုင်အထက်မှာကြံချောင်းနေတဲ့ရင်နဲ့ပေါ့နော်စီတွတ်ဘူးတွေ့တော့ကျွန်တော်ငပောက်မတွေ့လားနော်ကျွန်တော်တိတဲ့အတိုင်းပေါ့ရိတ်ခါတွေ့လို့ရှိရင်ငပောက်ကိုခေါ်ခေါ်ပြီးစတော့အဲဒီမှာကြံရည်ဘူးတွေတို့ခုနေ့ဖြစ်တယ်လို့ဆိုတော့အဲ့ဒီနေပြည်တော်ကဘွားတော်ကြီးတယောက်ကငစီးတဲ့ နင်ကကြံတဲ့အဲ့နင်တို့ကြံကြရတမငါတို့ရှိရတွားတာငါပြမယ်တဲ့သူကြံပြီးညို့တွားပြီးတော့ဗီဒီယိုရိုက်ပြတယ်ဟာမဟုတ်ဒီသူတို့ဒီစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းကလူတွေတကယ်ပဲအဲ့လိုမျိုးကျွန်တော်ထင်တာတော့လေနှစ်စားရှိတယ်ထင်တယ်နှစ်စားရှိဆိုတော့တစားကခုနကပြောလို့တွတ်ချဘာတာမပြည့်တဲ့အစားအဲ့ဒီမပြည့်တဲ့အစားကိုအပြည့်လွန်တဲ့လူလေတွေကထိမ့်ချုပ်ပြီးတော့မောင်းနှင်နေတာပေါ့အဓိကအဲ့လိုမျိုး မျိုးဘာသာတာသနာဆိုပြီးអော်လိုက်တယ်ခုနကပြောသလိုအဲ့ဒီအပြစ်လွန်တဲ့အစားကဘာဖြစ်ဆိုဒီကောင်တွေကဘယ်သူတွေကိုဘယ်လိုဆွဲဆောင်ပြီးဘယ်လိုလုပ်လို့ရရင်ကောင်းမလဲအဲဘယ်ကောင်တွေကို6800ပေးလို့ရရင်ကောင်းမလဲအရင်ကတော့9000ပေါ့เนาะအဲအဲ့ဒီပုံစံမျိုးနဲ့သူတို့ကလှုပ်ထားတနာဖို့ကောင်းတယ်တကယ်ကြည့်လို့ရှိရင်ကျွန်တော်တို့နိုင်ငံသားတွေကတနာဖို့ကောင်းပါလေဒီဝစ်ကြွေးကြီးကနေခက်မြန်မြန်ကျွတ်ဖို့လိုတယ်ဒီညနေပဲကျွန်တော်ဒီမှာထိုင်စကားပြောဖြစ်ပါသေးတယ်အဲ့ဒါဘာလဲဆိုတော့တို့နိုင်ငံလို့ကတ်ဆိုင်နေတာလို့ အကောင်းပြောတာကျွန်တော်တို့နိုင်ငံကတ်ဆိုင်နေတာဗျတကယ်ပြောတာကျွန်တော်ဩဃာရရှစ်ခိုးတဲ့ချိန်မှာနော်တတ္တနာကယောဂန္တနာကဒုပ္ပေကန္တနာကတ်ဆိုလဲကတ်ကြီး၃ပါးစိုက်နေတာဒါကြောင့်မို့လို့တကယ်တိလတမာတိပြည့်စုံတဲ့ပုံကိုယ်တွေကလူကြားတဲ့ကိုမဝင် နော်ရှောင်းတဲ့ရှောင်းအေးရအေးချောင်းမှာလွတ်ကျွတ်အောင်နေနော်လူကြားတဲ့ဝင်ပြီးတော့ခုနကပြောသလိုပညာမဲ့တွေကလူစွာချက်တက်လို့တိုင်းပြည်ကိုအုပ်ချုပ်ဖို့တက်လို့ကတ်ဆိုင်တာအကောင်းပြောတာပါဒါကြောင့်မို့လို့ ဘာဒီစကားကိုကျွန်တော်ဘာဘယ်ကစွားလဲဆိုတော့ကျွန်တော်ပြောတာတခါကြရင်ဗျာလို့ဟိုမှန်တာတွေတို့တရားတာတို့ဒါတွေကိုယုံကြည်မရှိတော့ဘူးဖြစ်လာတယ်တို့ဘာဖြစ်လို့ဆိုတော့အကူရီတရားရှင်ကျွန်တော်တို့ဆိုအေးစီကျွန်တော်လေးဒါပွင့်လေးပြောကျွန်တော်နှမျောတယ်ကျွန်တော်အလုပ်ငါဟိုကောင်နေပြောနေတဲ့ကွတီကိုဆိုင်ပေါ့နော်အပြတ်ဒါလိုအလုံးမျိုးတစ်ခုထိုင်းမှာရအောင်ဆိုတာမလွယ်ဘူးလေဗျာဟုတ်တယ်မလားကာခွေရလဲအေးစစ်စစ်ဘယ်ဘယ်အာနာပိုင်းမှာဝင်ရှုပ်เสียအကြောင်းမရှိဘူးကျွန်တော်ဆိုင်အဲ့လိုအလုံးမျိုးကို စွန့်လွတ်ခဲ့ရတာဒါကျွန်တော်စီးပွားကျွန်တော်နှမျောတယ်ကျွန်တော်အေးဆေးကျွန်တော်နေလို့ရဘာမှအန္တရာယ်လည်းမရှိဘူးဟုတ်တယ်နော်အခုဒီလုံးလုံးတယ်အန္တရာယ်ရန်ဆွဲကြားထဲမှာဒါပေမဲ့တခါကြလို့ရှိရင်လေခုနကပြောသလိုပြည်တွင်းထဲကတချို့တည်းဟိုဘာမှနိုင်ငံရေးဆိုတာဘာမှအာရုံနဲ့မရှိတဲ့ဒူတွေကိုတွေးလိုက်ရင်ဆက်လုံချင်စိတ်မရှိဘူး။အော်ငါတို့ကမုန်းခံအသေးခံဘဝခံဝင်းခံပြီးတော့လုံနေတယ်မဆိုင်ပါလားတခါကြရင်ယုံကြည်မရှိဘူးွာလို့ဒါပေမဲ့ပြောရင်းနဲ့ပါဒါပေမဲ့ဘဒူပြက်ပြက် ဘဒူတရားပြည့်ပြည့်မပြည့်ပဲကိုမပြည့်နဲ့ဆိုတဲ့စကားကိုယ့်ရဲ့အတ္တကိုလည်းပြန်ထိန်းတာပဲနော်ဒါကြောင့်မို့လို့ကျွန်တော်တို့လုံနေတဲ့ညီကိုမောင်တို့ရဲ့အားလုံးပြောချင်တာကဘဒူတွေပဲတရားပြည့်ပြည့်မပြည့်ပြည့်ကိုမပြည့်ပါနဲ့ကျွန်တော်တို့လုံနေတဲ့တူတွေရင်ထဲမှာဘာရှိတယ်ဆိုတော့လုံနေတဲ့တူတွေအချင်းချင်းပဲတိကြပါတယ်ဟုတ်တယ်နော်ဘဒူးမှတော့ကျွန်တော်ပြောသလိုပေါ့စီးပွားရေးအရနောက်ဆုံးပြအခုဘောမနေပြောသလိုစီးပွားရေးအရလုံးလောကကစီးပွားရှာမဲ့လုပ်တယ်တတော်ရှာနေလို့လားအတက်တွေဘောဟာတွေရင်းပြီးတော့ပဲဒီလုပ်ကိုစီးပွားရှာစေရလား စဉ်းစားကြည့်လीကို့မှာအုံနောက်ရှိရင်စဉ်းစားကြည့်ပေါ့မင်းတို့ဆိုရင်ရောမင်းတို့အတက်မင်းတို့ဘဝရင်ပြီးတော့เนาะစီးပွားဆိုတော့ဘယ်စီးပွားလဲဟမ်သူများလှူတဲ့အလှူငွေကိုကဲစားရတယ်ပဲခြားဘလောက်စားရမှာမို့လို့လဲဟမ်မင်းပေးဆက်ကမှနဲ့တန်လာဒါကြောင့်မို့လို့အဲ့လိုပြောနေကောင်ကျွန်တော်ကမင်းတို့ရည်ပဲကြည့်နေတယ်ဘာလို့ဒီကောင်တွေအုံနောက်မရှိလို့အစကားပြောတာပေါ့ဟုတ်တယ်เนาะစဉ်းစားကြည့်လीအဲ့တော့နောက်ထင်မောခြင်းကြွကြားခြင်းလို့ ထင်မောင်ကြောင်းချင်းဒီနေ့ခေတ်ကြီးမှာကျွန်တော်နီလန်းတွေအများကြီးပဲထင်ပေါ်ခြင်းလို့ကြော်ကြခြင်းလို့လှုပ်လို့ရတဲ့နီလန်းတွေဟုတ်တယ်နော်အဲ့ဒါပဲဒါကြောင့်မို့လို့တစ်ခါကြရင်လေအော်ငါလုံနိုင်တဲ့ငါလုံမယ်အမှကျွန်တော်အတူတူဟိုနေ့ဖြစ်နေတဲ့အဲ့ဒီလုံနေကင်မရာဆရာကိုတတ်အောင်ပြောသေးတယ်ဟိုဘဒုနီလန်းမှမယူဘဲနဲ့ကိုနီလန်းပို့တော့တာကောင်းတယ်နှုတ်မို့ဆိုသူများနီလန်းတွေကြီးလို့ရှိရင်လေအကုန်လုံးကိုပါလုံချင်းစိတ်မရှိဘူးဖြစ်သွားမယ်ဘာလို့ဆိုတော့မဆိုင်သူလူနေတဲ့လူတွေရှိတယ်အဲဖော်ရှော့ပေါ့ဟိုဘက်ကောဒီဘက်ကောမျှတအောင်လို့ဟိုခွက်ချက်ချက်နေတဲ့လူတွေရှိတယ် အဲပြီးလို့ရှိရင်ကိုနေ့ကပြောလို့ကိုဘက်မှာတော့နေပါရဲ့ရေးသားခိုးနေတဲ့လူတွေရှိတယ်အမှားမှန်တိနေပါရဲ့ထွက်မပြောတဲ့လူတွေရှိတယ်ဆိုတော့သူများတွေကိုလိုက်ကြည့်ရင်မဖြစ်ကုန်ဘူးလေကျွန်တော်ပြောသလိုတရားဆိုတဲ့အရာကြီးကငါတို့ယုံကျင်စရာမရှိဘူးဖြစ်သွားလိမ့်မယ်ဒါကြောင့်မလို့ဘဒူတရားပြည့်ပြည့်မပြည့်ပြည့်ကိုမပြည့်စင်နဲ့ဆိုတဲ့မူတိုင်းပဲကျွန်တော်ဆက်သွားမှာပဲအခုတော်လိုင်း9နှစ်တည်းရောက်လာပြီဒီတော်လိုင်း9နှစ်ကြာမယ်လို့တော့ မထင်သားခဲ့ပါဘူးဘလူးမှဘာဖြစ်ဘာဖြစ်လို့လဲနံပါတ်1တော်လိုင်းရဲ့အစကစားအရှိန်ကိုပြောတာနှုတ်နိုင်ငံရေးတုံးတက်အကဲခတ်တဲ့ဒူတွေအနေနဲ့ကတော့ဒါအမျိုးမျိုးတုံးတက်မှာပေါ့အမျိုးမျိုးအကဲခတ်မှာပေါ့နော်ဒါပေမဲ့တာမန်လူဘိန်းတယောက်နေနဲ့ကြည့်မယ်ဆိုရင်တော်လိုင်းရဲ့အစမှာပါဝင်တဲ့လူဦးရေအင်အားစဉ်းစားကြည့်ဟုတ်တယ်နော်အဲ့တော့အဲ့ဒီအင်အားအတိုင်းဆက်လုံနေမယ်ဆိုရင်ဒီတော်လိုင်းရေးဟာမပြီးခြင်းဘူးလို့ပြောတော့ရပါမလားအဲ့ဒါအဲ့ဒီအင်အားမဟုတ်ဘူးဗျာလက်ရှိ ကျွန်တော်တော်လိုင်းအစမှာတက်တက်ကြွကြွလှုပ်ခဲ့တဲ့အင်အားရဲ့တဝက်အထိပဲဒီနေ့အချိန်မှာလှုပ်ပါတော်လိုင်းမပြီးခင်ပါဘူးဆိုရင်တော့ရပါမလားအဲ့ဒါအဖြေပဲဒါကြောင့်မို့လို့ကျွန်တော်တို့တွေကလုံနေဖို့ပဲလိုပါတယ်စိတ်ဓာတ်မကြကြပါနဲ့ဘာဖြစ်လို့လဲအဲ့လိုစိတ်ဓာတ်ကြမစို့အစတည်းမလုပ်တော့ဘူးကျွန်တော်တို့ဟုတ်တယ်ဒီကျွန်တော်တော့ရှင်းရှင်းလေးပဲအစတည်းကမလုပ်ရင်တော့မလုပ်နဲ့လीဘာလို့ကိုလဲအစတည်းကျွန်တော်ကျွန်တော်ကတော့တော်လိုင်းမြန်မြန်ပြီးမယ်လို့တော့ထင်ထားတယ်ဒါပေမဲ့တော်လိုင်းစလုပ်တဲ့ကကိုယ့်ကိုခံယူထားတဲ့ခံယူချက်တစ်ခုရှိတယ် အဲ့ဒါမင်းဖမ်းခံထိနိုင်လားမင်းဖမ်းပြီးနှိမ့်ဆက်ခံနိုင်လားမင်းတတ်ခံနိုင်လားအဲ့ဒီအစွန်းဆုံးအထိကိုကျွန်တော်ကိုယ့်ကိုယ်မေးခဲ့အဲ့ဒါတွေငါခံနိုင်တယ်ဆိုတော့ခံယူချက်ကိုရှိမှကျွန်တော်ဒီတော်လိုင်းတွေကိုပါဝင်ခဲ့တာအဲ့တော့တော်လိုင်းဘယ်လောက်ကြာကြာကျွန်တော်ဖမ်းခံထိွားလို့လည်းကျွန်တော်နောင်လာရမယ်လို့မျိုးမဟုတ်ဘူးဒီတော်လိုင်းရေးကြောက်ပေါ့နော်အတတ်ခံထိလို့လည်းကျွန်တော်နောင်လာရပြီးတည်ဝါမှာမဟုတ်ဘူးပြုံးပြုံးလေးတည်ဝါမှာဒီလားကြိုက်တဲ့တော့နှိမ့်ဆက်ခန္ဓာကိုယ်ကိုနှိမ့်ဆက်လို့ရမယ်စိတ်ဓာတ်ကိုတော့နှိမ့်ဆက်လို့မရအောင်ကိုယ့်ကိုလစ်တင်ထားတယ် ဘာဖြစ်လို့လဲလူတွေပြောမပြောဘူးကျွန်တော်တို့ဆိုကိုလုံနေတဲ့အလုပ်နဲ့ပြောတော့မပြောနော်အဲ့တော့ဒါတွေအားလုံးကိုဘောမတွေကိုပြောချင်တာပါလှုပ်ချင်လို့လှုပ်နေကြတာမဟုတ်ပါဘူးနော်မင်းတို့ခေါင်းထဲမှာလည်းအတိတ်တရားတွေရှိပါလေနော်စဉ်းစားကြည့်ပေါ့တွေးအေးအေးလေးနဲ့စဉ်းစားကြည့်ပါနံပါတ်၁စီးပွားဖြစ်ချင်စိမ့်နဲ့ဒီလှုပ်လှုပ်မလားစီးပွားဆိုတာဘာမှမတည်ဘူးနော်သူများမင်းတို့ပြောသလိုပေါ့သူများလှူတဲ့အလူငွေကိုးစားတယ်ပဲထားအောင်ဘလောက်ရမှမို့လို့လဲအဲ့လောက်ခါလေးနဲ့မင်းဘဝမင်းအသက်ကိုမင်းစွန့်လွတ်ပြီးတော့လှုပ်နိုင်လား ထင်ပေါ်ခြင်းကြော်ကြားခြင်းနဲ့စိတ်နဲ့ပေါ့မင်းဘဝမင်းအတက်ကိုအဲ့လိုဆွန့်လို့ပြီးဘလူးဘဲချင်းလာပြစ်လို့ပြင်မှန်းမသိဘဲချင်းဖမ်းခံထီလို့ထိမှန်းမသိဘဲချင်းဘာဖြစ်လို့ပြင်မှန်းမသိတဲ့ဘဝကိုမင်းတို့လုံနိုင်လားအဲ့ဒါပါပဲနော်အဲ့ဒါကျွန်တော်တစ်တော့မှာဗီဒီယိုဖိုင်တက်ရိုက်ရိုက်ပြီးတော့တင်ခဲ့ပါတယ်အခုတစ်တော့မှာတင်းနေကြတယ်ဆိုတော့အကောက်အတုတည်ညားပါတယ်ကျွန်တော်အကောက်နှစ်ခုပဲရှိပါတယ်ပြစ်တော့မှာအဲ့နှစ်ခုကိုလည်းကျွန်တော်အမြဲမတင်ပြစ်ပါဘူး။တော့ပြစ်ထားတယ်လို့ဖြစ်နေပါတယ်။ကျွန်တော်ဒီ reaction တွေ အဓိကလုတ်ပါဒါပေမဲ့အခုအဲ့ဒီဗီဒီယိုဖိုင်ကြီးကြည့်ရင်းနဲ့ကျွန်တော်ရည်ကျင်လုတ်ပါကျွန်တော်ဒါလေးကိုရိုက်တင်လိုက်တာပါเนาะအဲဝင်းဖြစ်လို့ဗာအတန်ကျွန်တော်ဗီဒီယိုဖိုင်ကိုယူတင်နေတူတူတယ်ဗျာခင်ဗျားတို့လည်းအတန်လေးပါလေးတအားကြီးလို့မမြန်ပါနဲ့သူတို့စိတ်ထဲမှာမသိရင်ကျွန်တော်တအားပြောနေတယ်ထင်းနေပါဦးမယ်